ညနေပေးစီချင်ပါလေခင်ဗျာအားလုံးလေးသားပါတယ်ဟိုကြောက်ဖြူရောကာဆရဲဆိုကြောက်ဖြူကြောင်းပြောင်းကြောက်ဖြူမှာတော့ကျွန်တော်တို့တရုတ်ကကျွန်တော်ဒီဆေးဆိုးလက်ထက်မှာလုပ်ခဲ့တဲ့ကျွန်တော်တို့ gas pipeline တစ်ခုပေါ့လေနောက်အခုအခုဒီ democracy ဆိုးလက်ထက်မှာပဲအကောင့်တွေပေါ်လာတဲ့အဲ့ကျွန်တော်ရေနံ pipeline နှစ်ခုရှိတယ်ပေါ့အဲ့နှစ်ခုနဲ့ပတ်သက်ပြီးတော့လူတို့ရဲ့အမြင်ကိုတော့သူတို့ပြောရင်တော့လူတို့ဟာဘာမှခံစားခွင့်မရဘူးเนาะအဲ့တော့ ြုတ်ပြဖက်ကတော်တော်ဆူဆူဝါးဝါးကြီးလို့နဲ့အမားတွေရှိပါတယ်အဲ့တော့ကုဏကဒေါ်နန်းခန်းအေးတို့နော်ဒီမှာရောက်တာဝင်းမျိုးသူတို့တော်တော်တွေ့ကြုံတော့ပြောခဲ့ပါအဲ့တော့ရခိုင်တွေ့ကြုံကိုသင်္ကန်းကထုတ်မယ်ဆိုတော့ကျွန်တော်တို့မလေးမစားလုပ်တယ်ပေါ့နော် အာမနာဘူးနော်ခိုင်ရင်ပြောနေရင်ဒီပြောရင်ရိုင်းဆိုင်တယ်ရိုင်းဆိုင်ရင်သုံးရက်ကိုကျွန်တော်တွေ့ရတယ်နော်အေးမလေးမစားလုပ်တာနံပါတ်၁ကပါလဲဆိုတော့အဲ့တရုတ်တာဝန်ရှိတဲ့လူတွေတရုတ်ကုမ္ပဏီတွေကဒေသခံပြည်သူတွေကိုမလေးစားဘူး နံပါတ်1ပဝန်းကျင်သဘာဝတရားကို မလေးစားဘူး။နံပါတ်3လူသားတွေခံစားခံတဲ့အလုံသမားတွေခံစားခွင့်ခံစားထိုက်တဲ့ဒီနိုင်ငံတကာစံနှုန်းတွေကိုမလေးစားဘူး။အဲ့ဒါကျွန်တော်ပြီးကင်းမှလည်းပြောခဲ့ပါတယ်။ဘာမှအပြောင်းလဲမရှိဘူး။နော်။နောက်တစ်ခုကအဲ့ဒီအဲ့ဒီဒေသမှာအဲ့ဒီလုပ်ငန်းကြီးတွေလုပ်တယ်ဆိုတော့ကကြတော့နိုင်ငံတကာစံနှုန်းရ corporate social responsibility ပေါ့လေအဲ့ဒီဒေသတွေရဖွံ့ဖြိုးတိုးတက်မှုလူတွေရဖွံ့ဖြိုးတိုးတက်မှုရစင်မီလမ်းပန်းစစ်သေးပညာရေးဘာမှတောင်းမယူဘူးအဲ့တော့ ဒီတယုံလာလာတဲ့စီမံကိန်းတွေဟာဘာမှကောင်းကျိုးမင်္ဂလာကိုယူမလာတာကိုကျွန်တော်တွေ့ရတယ်နော်အဲ့တော့ဒါရောက်ယူကြောင်းပြောတာပါဂျုံကြိုက်လို့ဒီမှာကျွန်တော်ပြောတဲ့နေထင်လို့ပေါ့ဗျာတို့ဟိုတယုံဟာဘောဒီတယုံကောင်းဆောင်တွေရဲ့သဘောတော့လေကျွန်တော်နည်းနည်းဂျုံကြိုက်လို့ပြောပြရင်နော်ရုပ်ရုပ်လို့ပြောရင်တို့ကတော့ကျွန်တော်ကရုပ် policy maker တွေပေါ့ခေါင်းဆောင်တွေအဲ့တော့ခေါင်းဆောင်တွေကကုမင်တန်ပဲဖြစ်ဖြစ်ကွန်မြူနီပဲဖြစ်ဖြစ်နော်ဒီမိုကရက်ပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်သူကတကယ် nationalist တွေပဲမော်စီတုံးလည်း nationalist ပဲ မော်စီတုံးကပြောတယ်။ "तू ကွန်မနစ်ဒါပေမဲ့ကွန်မနစ်တယောက်ဟာ National အမျိုးသားရေးဝါဒီတယောက်လည်းဖြစ်တယ်၊နိုင်ငံတကာဝါဒီတယောက်လည်းဖြစ်တယ်။ဒါပေမဲ့ကြုံလို့ရှိရင်မော်စီတုံးလည်း Nationalist ပဲ။ကျွန်တော်ရုရှားနဲ့ပြဿနာဖြစ်တယ်၊ BNN နဲ့ပြဿနာဖြစ်တယ်။ तू Nationalist mindset နဲ့ဖြစ်တာပဲ။အဲ့တော့သူတို့ကမော်စီတုံးကတောင်ကောက်49မှာတရုတ်ပြည်သမ္မတတရုတ်ပြည်လွတ်မြောက်တော်သမ္မတနိုင်ငံထောင်တော့ငါတို့တရုတ်တီမတ်တက်ရက်လိုက်ပြီပေါ့နော်၄၉မှာ၂000သူ Chinese Dream မှာ၂၀၄၉ဆိုတာတရုတ်ပြည်လွတ်မြောက်ပြီးတော့အနှစ်တရာမြောက် ကျွန်တော်ထင်တယ်အဲ့အနှစ်တရာမြောက်မှာအခုရှိတဲ့တရုတ်တော်လိုင်းဒီတရုတ်ကောင်းဆောင်မျိုးဆက်တွေကသူတို့မက်တရဲဝင်နေမကဘူးကဘာကြီးဟိုမှာငါကဘာကြီးကိုငါတို့စိုးမိုးပြီးဆိုတော့ mindset နဲ့သူတို့လုံးတာနော်အရင်တော့ကတကယ်စင်စင်ရရကကြီးဆိုင်တဲ့ခါမှာတရုတ်တွေစုပ်စုပ်ပြပြလာပြီးတော့တကယ်တရုတ်တွေကတော့လူတော်တွေပါသူတို့ civilization လည်းကြီးတယ်အဲ့တော့ခေါင်းဆောင်တွေကလည်းဇာတိပုံညာကောင်းမှနာအရင်မြင့်တယ်အဲ့တော့တရုတ်တွေကအရင်ရှင်းရှင်းတရုတ်ပြုတ်ပြီကိုတရုတ်ပြီက ဟို19ရာ20ရာစုအစပိုင်းမှာဗမာပြည်နေရာအနှံ့ကိုရောက်လာတဲ့ဒီဥတီဟာပတ်စံလန်ချမ်းသာတော်တယ်။သားသမီးတွေလည်းပညာတော်ကြတယ်ပညာတတ်ကြတယ်။အဲ့တော့သူတို့ရဲ့ mindset ကအဲ့လိုပဲ။ကဘာကြီးကိုစိုးမိုးဖို့ဆိုတဲ့ mindset ကြီးနဲ့လှုပ်လာတာ။အဲ့တော့ BRI ဆိုတာလည်းအဲ့ဒီဟာကြီးရဲ့ mechanism တစ်ခုပဲ။အဲ့တော့အဲ့ mechanism ဟာကျွန်တော်ဗမာပြည်ကိုဝင်လာတဲ့ခါမှာဘာကိုခံ analysis လုပ်မလဲ။ကျွန်တော်တို့တိုင်းပြည်ကြီးမှာလည်းပြည်တွင်းစစ်ကလည်းဖြစ်တယ်။လူမှုစုဘောကလည်းမတွေ့တတ်ဘူး။တရားဥပဒေစိုးမိုးမှုလည်းမရှိဘူး။ ျွန်တော်တို့ဒီကျွန်တော် ethically corruption တွေကအရင် paralyze ဖြစ်နေအချိန်မှာကျွန်တော်တို့ဘယ်လိုရင်ဆိုင်ရမလဲဒါတမျိုးသောလုံးနဲ့ဆိုင်တယ်အဲ့တော့ကျွန်တော်ဒီလာတဲ့ BRI ဟာကောင်းသောလာခြင်းလားเนาะကျွန်တော်ဒီမှာကြုံရလို့နဲ့ပြောရမယ်เนาะကျွန်တော်ဆရာမြတ်သိန်းဘာသာပြန်တယ် morning deluxe ဆိုတဲ့စာအုပ်တို့ရှိပါဒီရင်မြင့်တဲ့ပေါ့เนาะအဲ့တော့ဒီရင်မြင့်တဲ့ကတော့ဒုတိယကြိမ်လာတော့မယ်ပထမကြိမ်ဒီရင်မြင့်တဲ့ဟာ1966ပတ်ဝန်းကျင်မှာကဘာဒေါ်လာရင်းတစ်ခုရဲ့ဘိုးရှင်းမှာပီကင်းဖြစ်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ နိုင်ငံတကာတော်လှန်ရေးအကုန်လုံးကိုတရုတ်ကထောက်ခံခဲ့တယ်။မအောင်မြင်ခဲ့ဘူးဟောစီတုံးလက်ထက်မှာဒုတိယအကြိမ်ဒီရင်မြစ်စ်လာတော့မယ်။အဲ့ဒီလာတဲ့ဒီရင်မြစ်စ်ဟာကျွန်တော်မြန်မာနိုင်ငံအတွက်မြနုဩဇာတွေနဲ့ယေရှုတို့ကိုယူဆောင်လာမလား။ဆူနာမီကြီးဝင်သလိုဝင်ပြီးတော့ဗမာလူဖွဲ့စည်းကြီးဟာတခါတည်းပြောင်းလဲသွားမလားဆိုတာဟုတ်တော့ကျွန်တော်စဉ်းစားရမယ်။ကြီးမားတဲ့စိန်ခေါ်ဖို့ပဲ။အဲ့ဒီစိန်ခေါ်မှုထဲမှာကျွန်တော်တို့ကမဆုမပူလေး ဟွာလီစားမလားဒီယာစားမလားဆိုတာထက်ကျွန်တော်တို့ဒီတိုင်ငံကြီးကိုဒီအမျိုးသားနိုင်ငံကြီးပြည်ထောင်စုကြီးကိုတရုတ်ကိုကျဉ်းကျဉ်းခိုင်ဖို့အတွက်ကျွန်တော်နိုင်ငံရေးဘယ်လိုပြင်ဆင်မလဲကျွန်တော်တို့ဒီကိုသိန်းတောင်းအောင်ပြုတ်ဆိုဥပဒေကြောင့်ဘယ်လိုပြင်ဆင်မလဲအဲ့လိုပြင်ဆင်မှုမရှိဘဲနဲ့ဟာကျုပ်တွေလာရင်လည်းကောင်းတာပဲဟာလာရင်ကောင်းမှာပေါ့ငါတို့တွေနဲ့တော့စားတော့မယ်အမလီဟိုဒီကြောက်တဲ့လူကတော့ကြောက်တယ်ဒီမှာကြုံရက်လို့ကျွန်တော်တခုပြောပါမယ်ကျွန်တော်တရုတ်ဒီမလေးကြောင်ကြောပြောကျင်လို့ပါ ကျွန်တော်တို့အမှန်တန်လေးစားတဲ့ရှစ်ခင်လေးရတဲ့ဆံမကြီးတော်မှာကအကန်ဆိုးရဲ့ဆောက်ဘူဘာသာပြန်ခဲ့တယ် on the other side of the river အရင်လှပါတယ်ဘွာရှိမတူသည်တယုတ်ပြီကျွန်တော်တော့ဘွာရှိမတူဘူးเนาะအဲ့ဆံမကြီးတော်မှာသားကတောင်ကွက်88မှာဝတ္ထုတပုတ်ရေးပါတယ်ဝတ္ထုတပုတ်မာတီပြည်လုံး shock ဖြစ်သွားတယ်တကယ်ဘွာဘွာအချက်ပေးခေါင်းလောင်းတယ်မယ်စပကြီးငွေဆိုတာမလေးသားတွေခံစားလို့ရပါတယ်เนาะအဲ့တောင်ကွက်ရာ95မှာရန်ကုန်တက္ကသိုလ်ကကျောင်းသားလေးတွေကကဗျာစာအုပ်လုပ်ထုတ်ပါတယ်ရာစုသိမြင့်ချင်းဆိုတာ အဲ့ဒီမှာလဲမန္လီနဲ့ပတ်သက်တဲ့ကဗျာတဘုတ်ပါတယ်နော်အဲ့လိုမန္လီအကြောင်းပဲပြောတာပါမန္လီအကြောင်းပဲကဗျာတဘုတ်ကဗျာတဘုတ်ထဲမှာအမတန်လှပတဲ့နမိတ်ပုံလေးတစ်ခုပါပါတယ်သူကဘလူဘလူသုံးတာလဲဆိုတော့ခယူသင်းဆွဲစားပြုလာတယ်မြို့အဲ့တော့အဲ့ခယူသင်းဟာစာဆွဲရင်ဆိုလက်ဖြားလေးမှာဆွဲလိမ့်မယ်နောက်ခြေဖြားလေးမှာဆွဲလိမ့်မယ်ကြောမှာဆွဲလိမ့်မယ်ရင်မှာဆွဲလိမ့်မယ်အခုဘလောက်ဆွဲလဲကျွန်တော်မသိဘူးအဲ့တော့နောက်ထပ်ဆွဲလို့ရှိရင်ဥရောအသေးရောကလီစာရောအကုန်ဆွဲတော့လိမ့်မယ်ဆိုတော့ကျွန်တော်ပြောပြခြင်းပါ